အင်ဒိုနီးရှားကပြည်ထစာလုံခရရတဲ့တနာစရာမြောင်းဝမာလီဒီစကားကမိတ်ဆွေတို့အတွက်နားကြားမနေရတော့မဟုတ်ပါဘူးလူမဟုတ်တဲ့မြောင်းဝမာတကောင်ကပြည်ထစာလုံရတယ်ဆိုတာနည်းနည်းတော့မျိုးညွှန်းစေရပါဒါပေမဲ့ဒီဖြစ်ရက်က2003ခုနှစ်ပတ်ဝန်းကျင်လောက်ကအင်ဒိုနီးရှားမှာမတကယ်ဖြစ်ပျက်ခဲ့တဲ့တရိတ်ဆန်တွေပေါ်လင်းပိုင်းဆိုင်ရာအမျက်ထုတ်မှုတစ်ခုပါဒီနေ့ဗီဒီယိုမှာတော့ကိုညာကပြည်ထစာလုံခရရတဲ့မြောင်းဝမာလီရဲ့ဝင်ကြွေးကြောင်းကိုတင်ဆက်ပေးမှာပါဒီမှုကအင်ဒိုနီးရှားနိုင်ငံဘော်နီယိုကျွန်းဒေသမှာဖြစ်ခဲ့တာဘော်နီယိုဒေသရဲ့အနီးပတ်ဝန်းကျင်မှာ ဆောင်းစီကိုအဓိကဆက်ပြိုးကြပြီးတော့ဆောင်းစီဆက်ပြိုးဖို့အတွက်အဲ့ဒီဒေတာနီနာကတက်တော့တွေကိုခုတ်တင်ရှင်းလင်းကြပြီးတော့ဆက်ပြိုးမီဧကာကိုချက်တွင်ကြတယ်။လူတွေကဒီလိုချက်တွင်လာလို့တော်ရမန်နေရဲ့တရိတ်ဆန်နေရဲ့နေရာတွေလည်းပျက်စီးခဲ့ရပြီးအဲ့ဒီတွေကမှမြောင်းဝန်နေရဲ့တိုက်ပျော်နေရတယ်ပျက်စီးတာတွေများပါတယ်။အဲ့ဒီတွေကမှအော်ရန်ဂူတန်မြောင်းဝန်မာရီတကောင်ကသူ့ရဲ့မိခင်မြောင်းဝန်မာကြီးနဲ့ကွဲခွာခဲ့ပြီးလူတွေကဖမ်းလာခဲ့ပါတယ်။သူ့ကိုအနီးနားကကြီးရွာကပြည်ထစာလောက်တဲ့မိမတယောက်ကတွေ့ပြီးခေါ်ယူမွေးစားခဲ့ပါတယ်။ အဲ့ဒီမိမကလည်းမျိုးမလေးကိုတနာကျင်နာခြင်းမရှိဘဲပြည်သက်စာလောက်ခိုင်းပါတော့တယ်။ပထမဆုံးလူသားတွေနဲ့ကာမဆန်ဆန်တက်ဖို့အမြဲတင် जा ပေးထားပြီးမျိုးမလေးကိုတော့ပေါ်နာလို့အမိပေးထားတယ်။ပေါ်နာမျိုးမလေးရွေရောက်လာတဲ့အခါပြည်သက်စာကောင်းလုပ်တဲ့မိမကြီးကအမွှေးတွေရိပ်ပစ်ပြီးဝေစားတဲ့စင်မိကတ်တွေလိမ့်ပေးပြီးအတင်းကျပ်ပြည်သက်စာလောက်ခိုင်းပါတော့တယ်။မျိုးမလေးကလက်ထန်ချင်းချင်းလင်းဆက်ဆန်တာမဟုတ်ဘဲနဲ့လူသားတွေနဲ့လင်းဆက်ဆန်ရတာပါ။ဘောနီယိုဒေတာမှာအလုလာလောက်ကြတဲ့သူတွေတာမကဘဲနဲ့တေဝါလုံးကလူတွေနဲ့ပါမြောက်မာလီကတနာစီယာဝွေချွေးခံရတယ် ။လာရောက်ပြောပါသူတွေလာရင်ဆိုဖာပေါ်မှာသူ့ကိုတန်ကျိုးနဲ့ချေထားပြီးပေါင်ကြီးကားထားပြီးတော့လက်ဆက်ဆံမှုအသင့်ဖြစ်နေတဲ့ position နဲ့နေရတာပါ။ဒီပေါ်နာမြောက်မာလေးနဲ့ပြောပါမယ်ဆိုရင်3ဒေါ်လာကျနေပြီ။ဒါကလူတွေထက်တောင်ဈေးကြီးနေတာပါ။သူဆန်နာကရုပ်ကြားတွေကမိမပြည့်တဲ့ဇာတ်ရီနဲ့ပျော်ပါရတာအထက်ဒီမြောင်းဥမာလေးကိုပဲကြိုက်ကြတာပါ။မြောင်းဥမာလေးနဲ့လက်ဆန်းဆန်ရင်ကောင်းစေတယ်လို့သူတို့ကယူဆထားတာ။ဒီလိုတွေကြောင့်ပေါ်နာကိုမွေးစားထားတဲ့အမေကပတ်စံတွေအများကြီးရနေတာပါ။ ဒီလိုနဲ့အချိန်တနည်းကြာတဲ့အခါဒီတဲ့င်းကိုပေါ်နီယိုဒေတာကအော်ရန်ကူတန်မျိုးကိုထင်းသိမ်းရေးဖွဲ့ကကြားသွားပြီးပြည်သူစာလုံနေရတဲ့မျိုးဝမာလေးကိုကင်းတင်းမှုစူးစမ်းခဲ့တယ်။ထင်းသိမ်းရေးဖွဲ့ရွာကိုရောက်တဲ့အခါရွာသားတွေကမျိုးဝမာလေးကိုဘသူစီကူမှာပါသွားတာမလို့လားပဲ။ဒါရောက်ခဲ့တဲ့သူတွေကိုလည်းဓာတ်ရိုက်တိုင်ကရှံပြူပါတယ်။ဒီလိုရံမှုတာကြောင့်မျိုးဝထင်းသိမ်းရေးဖွဲ့ကပြန်လာခဲ့ရတယ်။နောက်ဆုံးမှာ AK47 လက်နက်ကိုကန်ဆောင်ထားတဲ့စစ်သား35ဦးကမြန်မာမှာရှိတဲ့ရွာကိုအတင်းဝင်စီပြီးပေါ်နာလေးကိုကယ်တင်နိုင်ခဲ့ပါတယ်။ ိမ်တော်သူမကိုအော်ရန်ဂူတန်မြောင်းဟိုထိန်းသိမ်းရေးစင်တာကိုခေါ်သွားခဲ့ပါတယ်။ထိန်းသိမ်းရေးစင်တာကိုရောက်တဲ့အခါမြောင်းဟိုမာလေးကရုပ်ကြားလေးဝန်ထမ်းတွေကိုတောင်းအနာဂတ်မခန့်ရဲ့အထိကြောင်းလန့်နေခဲ့ပါတယ်။သူမကိုပြည်ထစာလုံးစီခဲ့တဲ့မျိုးသမီးနဲ့ချိရွာသားတွေကိုတော့အဲ့ဒီကာလကအပြစ်ပေးရေးယူတာတွေတော့မလုပ်ခဲ့ဘူး။လက်ရှိအချိန်မှာပေါ်နာမြောင်းဟိုမာလေးကထိန်းသိမ်းရေးစင်တာမှာတဘာဝတိုင်းနေထိုင်ရရှိပြီးတခြားအော်ရန်ဂူတန်မြောင်းဟိုနှကောင်နဲ့တူနေထိုင်ရရှိပါတယ်။